မင်္ဂလာပါရှင်19ရက်မှ25ရက်နေ့ထိ9လပိုင်းတပတ်တာတနင်္ဂနွေသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းမိတ်ဆွေဒီဒီဘက်မှာအလုပ်နဲ့ပတ်သက်ပြီးတော့ဝီခွဲရခတ်တာတွေဆုံးပြည့်ချက်ချရခတ်တာတွေဒီလိုကိစ္စရည်လေးတွေပေါ်ဖို့ရှိနေပါတယ် တန်ဖိုးကြီးသောပစ္စည်းများထွက်တတ်ပါလေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေနော်ဆရာသမားတွေရဲ့အကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေအကူအညီမှုတွေများစွာရရှိစေမယ်လို့တွေးရပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆိုင်ကင်းကင်းလေးနဲ့အေးအေးချမ်းချမ်းလေးနဲ့အဆင်ပြေသွားမဲ့ တပတ်တာလို့လည်းတွေ့ရပါတယ်။နောက်အိမ်မအကြီးကြီးကြီးရဲ့အကူအညီကောင်းလေးရဖို့ရှိနေပါတယ်။အိမ်ကိစ္စစကားပြောဆိုလိုက်တိုင်းပါလည်းပဲမိမိပြောအားတာတာမျိုးတွေကျင်ဝတ်တပါတယ်။ဆွေမျိုးသားချင်းစီမှာအကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။ရန်အတိုက်ခိုက်တော့ရှိပါတယ်ဂယုဆိုင်ပါ အဓိကတော့မိမိကိုမနာလိုနေတဲ့သူတွေမိမိကိုအပြစ်မြင်နေတဲ့သူတွေမိမိကိုသဘုတ်လေတွေပြောချင်တဲ့သူတွေဒီလိုမျိုးလေးတွေရှိနေတယ်ဒါကြောင့်မို့လို့အဲ့ဒါတွေကိုတော့တတိလေးထားပြီးတော့ပြောတာဆိုတာနေတာထိုင်တာလေးတွေကိုဂရုစိတ်စီချင်ပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူနဲ့မိမိနဲ့ကြားထဲမှာကြားဝင်နှောက်ယှက်မှုလေးတွေရှိနေပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်အိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြတာအလိုမကြတာဒီလိုလေးကြုံရတတ်ပါတယ် ကျန်းမာရေးနဲ့ပတ်သက်ရင်တော့ view site ပါ ဖြစ်တတ်တဲ့ယောဂဝေဒနာဟာခါအောက်ပိုင်းဒီကျန်းမာရေးညံ့တာမျိုးလေးကြုံရတတ်ပါတယ်ဒီတစ်ပတ်တာကာလတစ်ခုမှာဘာလေးပဲလှုပ်လိုက်လှုပ်လိုက်အလုံးနဲ့ပတ်သက်တဲ့ကိစ္စရည်တွေကိုစုံပြည့်ချက်ခိုင်ခိုင်မာမာချလိုက်ပြီဆိုတာ ਨੇ မိမိဆုံးဖြတ်ချက်သည်မှန်ကန်တယ်ဒီမှန်ကန်ပဲလမ်းကြောင်းတစ်ခုကိုပုံတိုက်ကလည်းရွေးချယ်သွားနိုင်မယ်ထင်ပါပါတယ်ဒါကြောင့်အလုံးလုံးတဲ့အခါမှာဆုံးဖြတ်ချက်ဒုလုံးဒုလုံးမဖြစ်စေဘဲနဲ့ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချလိုက်ခြင်းသည်မိမိအတွေ့ကံဒီပွင့်ပြီးတော့လက်တွေပွင့်မယ်ထင်ပါပါပါတယ်ဒီဒီဘတ်တာကာလတစ်ခုမှာကံအားအလွန်နေပါတယ်အဲ့တော့ကံအားနေတဲ့အတွက်ကြောင့်ထီထိုးကန်ဆန်းတော့မယ်ဆိုရင်ချိချိန်ပြီးတော့မှာ အလုပ်ကိုလုပ်ပါအဲ့တော့တကယ်ထီထူးခြင်းနဲ့ကန်ဆန်းခြင်းတဲ့သူအတွက်ဆိုရင်တော့6တလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့ကိုငွေရှာဖွေတယ်အဲ့တော့ရှာဖွေလို့ရလာတဲ့ငွေကြီးတွေသည်မစုဆောင်းမိဘူးအဲ့တော့မစုဆောင်းမိပြီမင်းမိမိကပေးရကမ်းရမဲ့ကိစ္စရည်တွေကြတော့ပြည့်ပြည့်စုံစုံပြီးပေးနိုင်ကမ်းနိုင်တဲ့ထဲမှာပါပါတယ် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာလေးချုပ်ကိုပြကြည့်လိုက်တဲ့အခါဒီတပတ်တာကာလတစ်ခုတည်ကိုပါလေးပဲလုံလိုက်လုံလိုက်လုံဆောင်ချက်ကောင်းလေးတွေကိုလုံနိုင်နေအဲ့တော့ခွန်အားနဲ့ရှာဖွေတဲ့အရာမှန်သမျှအဆင်ပြေတယ်ညံအားနဲ့ရှာဖွေတဲ့အရာမှန်သမျှအစီအပြေလေကံအားအကြောအရန်အားနေတဲ့ဒီမှာပါတယ်ဒီတော့တနင်္ဂနွေသားသမီးချင်းမေးဆွေတွေကံထောက်ပံ့ဖြစ်စီတဲ့ရေရာကောင်းလေးဆံမပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမေးဆွေ ဒီတစ်ပတ်တာကာလတစ်ခုမှာကန်ဒီအထောက်ပံ့ဖြစ်စီဖို့ကန်ဒီကောင်းစီဖို့ထီးဖြူကိုလက်မတလက်ကိုအိဖျားသူမဟုတ်ဇေဒီတဆူဆူမှာလှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတစ်ပတ်တာ အလုံးစုံပြည့်နေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်9လမှ25ရက်9လတစ်ပတ်တာတနင်္လာသောသတိချင်းပေးဆွေရဲ့လုပ်ကင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ တနေ့လာသားသမီးချင်းမိတ်ဆွေအလုတ်ကံအားကြီးအရန်ကောင်းနေပါတယ်အလုတ်ကလည်းရရှိလာတဲ့အကျိုးမြတ်များစွာကိုတွေ့ရပါတယ်ပြီးတော့အလုတ်နဲ့ပတ်သက်ပြီးတော့အထက်လူကြီးတွေရဲ့နှုတ်ဆောင်ပါခြင်းကိုယ်ဤဆောင်ပါခြင်းတွေကိုရရှိစေပါပဲဖြစ်ပါတယ်တန်ဖိုးကြီးတို့ပစ္စည်းများဝင်လာဖို့ရှိနေပါတယ်မိမိမျှော်မဲထားတာရောမမျှော်လင့်ထားတာရောတန်ဖိုးကြီးတို့ပစ္စည်းတွေဝင်လာမယ်လို့တွေ့ရပါတယ် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့မိမိအပေါ်မှာအထင်မြင်လွဲမှားမှုတွေရှိရှိတယ်။တန်တရားဝန်တာလေးဖြစ်တဲ့တည်းဒါကြောင့်မို့လို့မိတ်ဆွေတွေနဲ့စကားပြောဆိုတဲ့အခါမှာချင့်ချင်ပြီးတော့မှပြောဆိုဆက်ဆံပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေစီစဉ်ညွှန်ကြားရတာလုံးဝအဆင်မပြေဖြစ်တတ်ပါတယ်။အခက်အခဲလေးကြုံရတတ်ပါတယ်။ရှင်ပြူသားချင်းနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးမကောင်းတဲ့သတင်းကြားရတာ၊နောက်ဝေးကြီးအဆင်မပြေတဲ့သတင်းတွေကြားရတာမျိုးကြုံရတတ်ပါတယ်။ ရန်အန်ဒီလုံးဝမရှိပါဘူးရှင်။ရန်အတိုက်အခိုက်မရှိတဲ့အပြင်မိမိကိုအားကိုးခြင်းမိမိကိုချစ်ခင်လေးစားခြင်းဒါလေးတွေကိုတွေ့ရပါလိမ့်။အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိကိုယ်၌ကလည်းပဲဒီအခြေအနေအပေါ်မှာစိတ်ကုန်လာတာမျိုးလေးကြုံရတတ်တယ်။လက်ရှိဖြစ်တန်းနေတဲ့အခြေအနေတွေကိုရပ်တန့်ခြင်းနဲ့စိတ်တွေပေါ်တတ်ပါလိမ့်။အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ စိတ်ထဲမှာအလိုမကျမှုတွေစိတ်တိုင်းမကျမှုတွေတော့ခံမြင်းတဲ့စိတ်တွေဒီလိုမျိုးလေးတွေဖြစ်တတ်ပါလိမ့်။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမ်းမာရေးကအာယုံကျော်အားနည်းတဲ့လက္ခဏာမျိုးတွေကြုံရတတ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားကောင်းပါတယ်။ထီထိုးကံဆန်းခြင်းတယ်ဆိုရင်တော့နှစ်တလုံးထီထိုးကံဆန်းလို့ရပါတယ်။ဝေးချင်းလက်လာပါနဲ့ပတ်သက်ပြီးဆိုရင်ဘာတွေဖြစ်လဲဆိုတော့ကိုယ်တည်တကယ်လှုပ်အားနဲ့ရတဲ့ဝေးချင်းအစလိုက်ပုံလဲဝင်နေဒါပေမဲ့တစ်ဖက်မှာကကုံဝမ်းမဲ့ကိစ္စလေးတန်းစီနေတာမျိုးလေးတော့ကြုံရတတ်တယ်။လက်ထင်းမှာငွေကူအောင်ကင်ကင်လို့မရတဲ့အရာမျိုးလေးတွေ့ရပါတယ်။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေခြုံငုံပြီးကြီးလိုက်တဲ့အခါဘာလီပဲလှုပ်လိုက်လို့လိုက်ကိုလှုပ်ချင်တဲ့အရာမှန်သမျှအဆင်ပြေတယ်။သို့တော့နောက်ဆန်တင်းရတဲ့ကိစ္စရည်လေးတွေအတွက်ကြောင့်ဒီအလုပ်တွေဖြစ်တဲ့တော့မဖြစ်ဘဲနဲ့နှောင့်နှေးစီတယ်လို့တွေ့ရပါတယ်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတွေကံထောက်ပံ့ပြည့်စုံတဲ့ရည်ရွယ်ကောင်းလေးဆံမပေးခြင်းပါတယ်။တနင်္လာသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ဒီတပတ်တာရည်ရွယ်ကခွေးတွေကိုအသားများများလေးနဲ့ ောက်ဆွဲကြောကျွေးလိုက်ပါဒါဆိုရင်မိမိခက်ခဲနေသောတပတ်တာပြည်လည်သွားမယ်လို့တွေးရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာအင်္ဂါသားသမီးချင်းပြီဆိုရင်အလုတ်ကန်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်အင်္ဂါသားသမီးချင်းမိတ်ဆွေအလုတ်ကံအားအရန်ကောင်းနေပါလေလုပ်ငန်းဆောင်တာနဲ့ပတ်သက်ပြီးတော့တူးတက်ပြီးတူးတက်ဆိုတဲ့အရာလေးတွေ့ရပါတယ်အယောင်းဝင်တဲ့ပတ်သက်ပြီးဆိုရင်လည်းရောင်းပန်းဝယ်ပန်းတွေပွင့်လင်းစီပဲတပတ်တာလို့မြင်ပါတယ် တန်ဖိုးကြီးတဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်ဒါပေမဲ့ဒီလိုထွက်တယ်ဆိုတဲ့ဟာကိုအတုံးလိုလို့တကယ်ကိုကလိုအပ်နေလို့ထွက်သွားတဲ့ဟာမျိုးလေးပဲကျင်ဝါမှာပဲဖြစ်ပါတယ်မိစွေပေါင်းသိစီကနေပြီးတော့အကူကြီးကောင်းဒီအထောက်ပံ့ကောင်းဒီရရှိစေမဲ့တပတ်တာလို့ပြရပါလိမ့်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရမြအစီအပြေမေးနောက်တစ်ခုကကြတော့အိမ်ပြင်ကျင်လာလားဓမ္မဘုအိမ်ကိုပြပြမုံမှန်ကျင်လာလားဒါလေးလေးအစီအပြေရဲ့အိမ်အယောင်ဝယ်ကိစ္စစကားပြောဆိုတဲ့အခါမှာလည်းပဲပြည်လဲသွားမဲ့တပတ်တာလို့တွေ့ရပါလိမ့် ဆွေမျိုးသားချင်းစီရာပထမတဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်။အလေညာတွေခံရတဲ့တည်းခေယူဆိုင်ပါအဲ့တော့ရန်အနေနဲ့စိုးဝါတာတော့မတွေ့ရအောင်ဒါပေမဲ့မိမိအပေါ်မှာလိမ့်လေတာတွေနှိမ့်ပြားတာတွေခံရတဲ့တည်းဒီဟာလေးကိုတော့နည်းနည်းခေယူဆိုင်စီချင်တယ်။အချီးနဲ့ပတ်သက်ပြီးတော့မျက်နှာအလုံးပွင့်သောကာလဆန်းပွင့်တော့ကာလာလို့တွေ့ရပါတယ်လူချင်းလူကလေးအရင်ပေါ်နေပါလိမ့်မယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးအေးချမ်းသာယာလေးတော့အိမ်တော်ကြီးတစ်ခုလို့တွေ့ရပါတယ် ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းစိတ်ပါဖြစ်တဲ့တဲ့ယောဂဝေဒနာဟာအမြဲတမ်းခေါင်းထဲမှာမူးနောက်မူးနောက်ဖြစ်နေတာလေးကျွမ်းတတ်ပါတယ်။အဲ့တော့ရေချိုးစင်ချင်မှာရေချိုးမှားသွားတာမျိုးတွေဖြစ်တတ်ပါတယ်။အေးချမ်းမှုရေချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ကိုလုံးဝတဲ့ကိစ္စရက်တွေမှာအမြဲတမ်းအားတော်ခွန်ဆိုင်နဲ့ပေါ်ရင်ပေါ်သလိုအလုပ်ကိစ္စဆိုလည်းဒီလိုလေးတွေနောက်တစ်ခါကျတော့ညင်အားနဲ့လုံးဝမဲ့ကိစ္စလေးဆိုလည်းဒီလိုလေးတွေမိမိအနေနဲ့ ဖြတ်ထိုးညံကောင်းပြီးတော့လုပ်နေလို့သာကိုရဲ့ဒီလုပ်ငန်းကိစ္စလေးတွေဟာအဆင်ပြေတာတကယ်တမ်းကျတော့အမြဲအဖြတ်ကလေးတွေကတောက်လျှောက်ရှိနေတတ်တတ်ပါလေကံနဲ့ပတ်သက်ပြီးတော့ကံအနေတွေတို့ပေမဲ့ထီတိုးကန်ဆန်းခြင်းနေဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်ဝေးကြီးလက်လာပါတွေတော့ဝင်လန်းလာမယ်ရွှင်လန်းလာမယ်တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာကြီးခြုံငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ ကိုယ်တည်မိသားစုအပေါ်မှာအပြည့်အဝကိုတာဝန်ယူခြင်းနဲ့စိတ်ကောင်းကောင်းခံခြင်းနဲ့စိတ်ဒီလိုရှိတယ်။သို့ပင်ပဲမိသားစုမှာကတယောက်ပြီးတယောက်ကအဲ့လိုတစ်မျိုးစီပြဿနာလေးတွေအပူလေးတွေရှိနေတဲ့အခါကျတော့ဒီတယောက်ကိုရှင်းပြပြန်ရင်နောက်တယောက်ကလည်းအထပြီးတော့ဖြစ်တယ်။နောက်တယောက်ကိုရှင်းပြပြန်နောက်တယောက်ကဆိုတော့ကိုကတယောက်တည်းအင်အားနဲ့ဖြေရှင်းရတဲ့ကိစ္စရက်တွေမှာပိုပိုပြီးခက်ခဲလာတာမျိုးလေးကြုံရတတ်တယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆံမှပြီးချင်ပါတယ်။ အင်္ဂါသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရရာကမိမိနေအိမ်ကမြားမှာပန်းဝါခုနှစ်ပွင့်လှူဒန်းခြင်းဖြင့်မိမိခက်ခဲနေသောတပတ်တာ အလုံးစုံပြည့်နေသောမိတ်လူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။၁၉ရက်၅လမှ၂၅ရက်၅လတပတ်တာဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ကံကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါလိမ့်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အပြိုင်အဆိုင် အတိုက်အခိုက်တွေရှိနေပါသေးတယ်။မိမိတီဒီအလုပ်ကိုလုပ်နေတဲ့တန်လန်တွေ ပြဿနာလေးပေါ်လာတတ်တယ်အမှုဖြစ်တတ်တယ်ဒါကိုခရုစိုက်ပါနော်တံမိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်ထွက်ဖို့လည်းရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အဖက်ဖက်ကနေပြီးတော့အကူအညီကောင်းဝင်လာဖို့ရှိတယ်ဒါပေမဲ့ကိုကအဲ့လိုအကူအညီကောင်းဝင်လာတဲ့အခါမှာကိုရဲ့ဒီအနည်းဆုံးမှရှိနေတဲ့လူကဒါကိုလက်ခံတဲ့လေဒီလူပြောတာတော့လက်မခံတဲ့မို့အဲ့လိုဝါရီတွေများတာမျိုးတွေအာယုံနောက်စီတာမျိုးတွေကြုံရတတ်ပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုလှုပ်ဆောင်ခြင်းတဲ့အရာမှန်သမျှရွရွချွန်ချော်လေးနဲ့လှုပ်ဆောင်နိုင်တယ်အဲ့တော့လှုပ်တဲ့အခါမှာလည်းပဲတကယ်စိတ်ရောကိုယ်ရောနှစ်ပြီးတော့မှလှုပ်ဆောင်လိုက်တဲ့ကိစ္စမှန်သမျှအောင်မြင်စေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးသားချင်းကိုကိုစိတ်ပြက်သွားတာကိုကူညီနေတယ်လမ်းနဲ့ကိုလှုပ်ပေးနေတယ်လမ်းနဲ့အဲ့လိုစိတ်ညိုညင်စရာဖြစ်အောင်လှုပ်တာမျိုးလေးလေးကျွန်တော်တပိုင်း အတိုက်အခံတော်ရှိပါတယ်။ပူတီလုပ်ငန်းတိုင်ငယ်မှာရောတော့ပြုံးရေးဆူရကိစ္စမှာရောအပြိုင်အဆိုင်အတိုက်အခံကလေးတွေရှိတယ်။ဒါပေမဲ့အဲ့အတိုက်အခံကြားထဲကနေပြီးတော့မှဖွင့်ဖောက်ပြီးတော့ အောင်မြင်သွားတဲ့အရာတွေကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့မိမိနဲ့ကြားထဲမှာအဆက်အသွယ်လေးတွေပြတ်တောက်သွားတာမျိုးလေးကြုံရတဲ့ဒီအိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့အိမ်တော်ဘက်ကျမ်းမာရေးချို့တဲ့မှုကြောင့်မိမိသည်စိတ်ရောကိုယ်ရောအရင်ပင်ပန်းနေရမယ်လို့တွေ့ရပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ့်တပတ်တာပါဘာလို့လဲဆိုတော့ဒီတပတ်မှာမိမိကိုကံကမျက်နှာသာပေးတာလေးလေးကျွန်တော်တက်ပါတယ်အဲ့တော့ကံအားအလွန်ကောင်းပါတယ်ထီထိုးကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၃ညတလုံးထီထိုးကန်ဆယ်လို့ရပါတယ်ဝင်လာတဲ့ငွေကြီးကတော့ငွေလုံးဝမစုမိဘူးအဲ့တော့ငွေမစုမိပေမဲ့ငွေလည်းပတ်တဲ့အရာလေးတော့ကျွန်တော်မှာပဲဖြစ်ပါလေအားလုံးနဲ့ပတ်သက်ပြီးတော့ကိုယ်ပိုင်ဆရာကြီးချုပ်ငုံပြီးကြည့်လိုက်တဲ့အခါ အကြီးအကဲတွေကိုနောက်ဆန်တင်ရတာမျိုးတွေအကြီးကြီးကြောင့်လေစိတ်ပူပန်ရတာမျိုးတွေကြုံရတတ်ပါတယ်ဒီတော့ဘုဒ္ဓဟူသားသမီးချင်းမိတ်ဆွေတွေကဲအထောက်ပံ့ဖြစ်စေတဲ့ရည်ရွယ်ကောင်းလေးဆရာမပေးချင်ပါတယ်ဘုဒ္ဓဟူသားသမီးချင်းမိတ်ဆွေပြုလုပ်ဆောင်ရမယ့်ရည်ရွယ်ကအိမ်ဖျားသူမဟုတ်ဇေဒီတစုမှာစီတမင်းတပွဲစီတမင်းဆိုတာသမီးကိုစီစားလေးနဲ့နေပြီးတော့ လှူလိုက်တာလေးရတယ်နော်ဒါမို့ဟိုကောင်းချင်းကို စီတမင်းထူးတဲ့အဲပုံစံမျိုးလေးရဲ့ဆိုရင်လည်းလှူလို့ရပါတယ်ယခုလိုလူတိုင်းချင်းပြင်မိမိခက်ခဲနေတော့တပတ်တာအလုံးစုံပြည့်လေသွားပေးလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လပါ25ရက်9လတပတ်တာဂျာတာပရိသာသပိချိပိဆိုရဲ့အလုတ်ကင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဆာသာပြီးသားသမီးချင်းမိတ်ဆွေအယောင်းဝယ်ရင်အေးနေမယ်ညိနေမယ်ရက်နေမယ်လက်ရှိရှိနေတဲ့အရာလေးရင်းနှီးမြှုပ်နှံမှုတွေလည်းမြုပ်နေမယ်လို့တွေ့ရတယ်နော်နောက်တစ်ခုကကိုကဝန်ထမ်းလုပ်နေတဲ့သူနောက်ပြီးတော့လက္ခဏာလုပ်နေတဲ့သူဆိုရင်လည်းဒီလိုပဲအလုပ်ထဲမှာစိတ်မပျော်တော့ဘူးဒီအလုပ်ကနေပြီးတော့နောက်အလုပ်ကိုပြောင်းချင်တာမျိုးလေးလည်းကျွန်တော်တက်ပါတယ်တမူကြီးတို့ပြည်စီညာဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေရဲ့ပေါင်းသင်းစီကအကူအညီထောက်ပံ့ကောင်းလေးတွေ ရတတ်ပါတယ်အဲ့ဒါကမိန်ဟောင်းဆွေဟောင်းတွေဇာတိပြီးတော့အဆက်အသွယ်ကောင်းလေးတွေရလာတယ်မျိုးတွေကျင်းဝတ်တတ်ပါတယ်အိမ်နဲ့ပတ်သက်ရင်တော့အရန်စိတ်ညစ်ရတယ်စိတ်တည်းလည်းအရန်ပင်ပန်းရတယ်မိုးလည်းမိုးကျရတဲ့အကံလေးကိုတွေ့ရပါတယ်ဆွေမျိုးသားချင်းစီကအကူအညီမရတဲ့အပြင်အပြစ်ပြောတာတော့ခံရတတ်ပါလေ။ရန်အနေနဲ့အတိုက်ခိုက်တော့မရှိဘူး။သို့ပေမဲ့ကိုယ့်အပေါ်မှာ တနက်စားညံနဲ့လာပြီးတော့လိန်လေတာလှေပြားတာဒါလေးတော့ရှိတတ်တယ်အဲ့ဒါလေးတော့ဘေးဥစိတ်စီချင်တယ်နော်အေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးဘာကြောင့်လဲဆိုတော့အရာရာမှာကိုသည်ဥစည်းဥဆောင်ပြီးတော့ပြောဆိုရတဲ့အခါမှာကို့အတွက်စိတ်ကိုပန်လူနဲ့ပန်းဆိုတဲ့အရာလေးကိုတွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထိုးကံစမ်းခြင်းနဲ့ဆိုရင်တော့ခုနှစ်တလုံးထီထိုးကံစမ်းလို့ရပါတယ်။ ငွေကြီးနဲ့ပတ်သက်ပြီးတော့ငွေထွက်တည်ချမ်းတွေလို့အရန်စိတ်ပင်ပန်းနေရပါလိမ့်မယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံကုန်ပြီးကြည့်လိုက်တော့မိမိကိုချစ်သူခင်သူတွေအရန်ပေါ်တယ်။အဲ့ချစ်သူခင်သူတွေပေါ်တဲ့နေရာနေပြီးတော့အလုတ်ကန်လေးတွေလည်းပွင့်တယ်။ဒါပေမဲ့ကိုကိုနိုင်ကအလုတ်တွေအရန်များနေတဲ့ခါကျတော့ ဒီဘက်လည်းလှုပ်လို့မရအဖိုးဘက်ကလည်းလှုပ်ချင်းအဲ့လိုပုံစံမျိုးလေးတွေနဲ့ပို့ပြီးတော့မှကိုအလုရှုပ်သွားတာမျိုးလေးကြုံရတတ်တယ်။အဲ့တော့ဒီဘက်လည်းမလှုပ်ချင်းဟိုဘက်ကဟာလည်းလက်လို့မခံချင်းဆိုတာတစ်ဖက်ကလည်းအကျိုးမြတ်တကယ်ရမယ်ဆိုတဲ့ဟာလေးကိုချိန်မိသွားတာမျိုးကြုံရတတ်တယ်။ဒီတော့ဇာတာပြီးသားသမီးချင်းမိတ်ဆွေတွေကံအထောက်ပံ့ဖြစ်စီတဲ့ရေရံကောင်းလေးဆံမပေးချင်ပါတယ်။ဇာတာပြီးသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ်တပတ်တာရေရံကမိမိနေအိမ်ကဖျားပါအောင်စင်းကြီး ဖန်ကွက်တက်ကွက်လူတိုင်းချင်းပြေခက်ခဲနေသောတပတ်တာအလုံးစုံပြည်လေသွားပြီလူတွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။19ရက်5လမှ25ရက်5လတပတ်တာတောက်ကြာသားသမီးချင်းမေဆွေရဲ့အလုပ်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်ကအခွင့်အရေးတွေအများကြီးရရှိစီမေအရောင်းဝင်တဲ့ပတ်သက်ပြီးတော့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းစီတယ်နော်။နောက်ကိုကအလုတ်လျှောက်ထားတယ်ဆိုရင်အဲ့ဒီအလုတ်ကတေချာပေါက်ရမေလို့ စိတ်ထဲမှာမှတ်ထားလိုက်ပါဆင်ပြေပါလိမ့်မယ်တန်မိုးကြီးသောပစ္စည်းများဝင်လာဝရှိနေပါတယ်ပြပခီးတွေကောင်းကောင်းနေပါတယ်သွားရမယ့်ကိစ္စဆိုရင်လည်းလွယ်လေးတကူနေသွားမယ့်ကံလေးကိုလည်းတွေ့ရပါတယ်မိစေပေါင်းတဲ့ပတ်သက်ရင်တော့အရင်စိတ်ပင်ပန်းရတယ်ဘာလို့လဲဆိုတော့သူ့အပူတွေဟာကိုယ်ကိုလာကူးတယ်ဒီအတွက်ကြောင့်ပင်ပန်းရမယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေအဆင်ပြေတယ်အိမ်ကလည်းမိမိကို အထောက်ပံ့ပေးနိုင်တဲ့မိမိကလည်းတကယ်ကြိုးစားတဲ့ဒီအတွက်ကြောင့်အဆင်ပြေပါတယ်။ဆွေမျိုးသားချင်းစီကအကူအညီကောင်းအဆက်အသွယ်ကောင်းအထောက်ပံ့ကောင်းလေးတွေရဖို့ရှိနေပါတယ်။ရန်အနေရတော့ရှိတယ်သတိထားနော်။ကိုမှန်းထားလိုက်တဲ့ကိစ္စရက်ကလေးတွေမဖြစ်ဘဲနဲ့ရက်တန်သွားတာမျိုးကြုံရတတ်တယ်။အဲ့ဒါလေးကိုတော့သိထားပါ။အခြေအနေပတ်သက်ပြီးတော့အာယုံအရန်တော့ပါမယ်စိတ်ရှင်ဝမယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ ိုနဲ့ဂျားထဲမှာအဆင်မပြေမှုတွေဝေးကြီးကိစ္စလေးတွေနဲ့ကွာဟနေတတ်ပါတယ်။ကျမ်းမိုင်နဲ့ပတ်သက်ရင်တော့ကောင်းပါတယ်။စူးချိုးလုံးဝမတွေ့ရပါဘူးရှင်။ကံနဲ့ပတ်သက်ရင်တော့ကံအားနေတယ်။ဒါပေမဲ့ထီထူးကန်ဆန်းကျင်နေဆိုရင်တော့လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်။ဝေးကြီးနဲ့ပတ်သက်ပြီးတော့ဝင်လန်းရွှင်လန်းလာပြီးတပတ်တာလို့တွေ့ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာတွေချုံပေါ်ပြီးကြည့်လိုက်တဲ့အခါပိုသည်ရခင်ရခင်က ဒီတန်ရုံးစိန်တစ်ခုကြောင့်မပြတ်တဲ့အရာလေးတွေနောက်တစ်ခုကကျတော့အဲ့တန်ရုံးစိန်တစ်ခုကြောင့်ကိုလုပေးခဲ့တဲ့အရာလေးတွေညာနေပြီးတော့မှပြဿနာလေးဖြစ်တတ်ပါတယ်ဒီဟာလေးကိုကိုရှင်းရတတ်ပါတယ်ဒီတော့တောက်ကြသားသမီးချိမိတ်ဆွေတွေကံထောက်ပံ့ဖြစ်စေတဲ့ရည်ရည်ကောင်းလေးဆံမပေးချင်ပါတယ်တောက်ကြသားသမီးချိမိတ်ဆွေပြုလုပ်ဆောင်ရွက်ရမယ့်တပတ်တာရည်ရည်ကတိလရှင်ဆရာလေးခုနှစ်ပါးကို ဟိုအဲ့ဝိတ္ထုမေပေါ့နော်မိမိတက်နိုင်သလောက်ကလေးလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည့်လေသွားပေလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်19ရက်9လမှ25ရက်9လတပတ်တာစတိသားသမီးချင်းမိစုရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စတိသားသမီးချင်းမိစုအလုတ်ကံလေးအရန်ကောင်းနေပါလေအလုတ်နဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ရှိဆက်ကောင်းပြီးဝင်လာဝင်ရှိနေပါလေအလုတ်ကအကျိုးမြတ်များစွာကိုရရှိစေမယ်လို့တွေးရပါတယ် တဝူးကြီးရဲ့ပစ္စည်းတော့ထွက်တတ်တယ်နော်မိစေပေါင်းတဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာတွေအာရုံနှောက်စရာတွေခေါင်းရှုပ်စရာတွေကြုံရတတ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရက်တွေမိမိအနေနဲ့ရှေ့တူဝခက်နောက်ဆုံးရခက်ဆုံးဖြစ်ချက်ချရခက်ခဲတဲ့ကိစ္စရက်တွေပေါ်လာဖို့ရှိပါတယ်ဥပမာအိမ်နဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာမိမိဘက်ကကံအားနေနေတာမျိုးတွေကြုံရတတ်ပါတယ် ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့မိမိကိုအပြစ်ပြောတာဆွေမျိုးသားချင်းကမိမိကိုစိတ်ဒုက္ခအမျိုးမျိုးပေးတာဒီလိုလေးခြုံရတတ်ပါလေ။ရဲအန်ဒီရဲ့အတိုက်ခိုက်ရှိပါလေ။ဥပမာနာမည်ပြက်တာနာမည်ဖြတ်တာကိုခံရတာကိုယ်သိခါကြတာဒါမျိုးလေးကိုခြုံရတတ်တယ်။ဒါကြောင့်အရင်ကိမ့်စိတ်ပါနော်။အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအကံပွင့်လင်းခြင်းအခြေအကံကောင်းခြင်းတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းညှိနှိုင်းလို့အဆင်ပြေပြီးတော့အေးချမ်းသာရတဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။ရခိုင်ကနေကကျမကြီးယောဂဝေဒနာခံစားရခြင်းပြီဆိုရင်ဆိုရင်လည်းပဲဒီတစ်ပတ်တောင်မှအနာနဲ့စီးနဲ့တွေ့သွားမေးဆရာကောင်းတမကောင်းတွေ့သွားမေးဒီလိုလေးမြင်ပါလေ။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာတယ်။နောက်တစ်ခါမိမိအနေနဲ့ကိုယ်တည်ငွေချင်းနဲ့ပတ်သက်ပြီးတော့ငွေနှစ်လမ်းဝင်တာပေါ့နော်။အဲ့တော့ငွေနှစ်လမ်းဝင်တာမျိုးလေးလည်းကျွန်တော်တက်တယ်ဒါကြောင့်ကောင်းနေပါလေ။ ထီထိုးကန်ဆန်းခဲ့မယ်ဆိုရင်တော့ထီကန်အားနေတယ်။ဒို့ပင်ပဲတကယ်ကိုထီထိုးခြင်းနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝင်လာသောငွေကြီးတွေဟာငွေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာပူအောင်ခြင်လို့မရအောင်ဒီတော့မိမိအနေနဲ့ငွေဝင်လာပြီဆိုတာနဲ့ယုံကြည်စိတ်ချရတဲ့သူမှအထားရတော့၎င်းဒါမှမဟုတ်ရင်ငွေနဲ့ပတ်သက်ပြီးတော့ဝင်လာပြီပေါ်လာပြီဆိုတာနဲ့တခြားသောတန်ဖိုးကြီးသောအရာတစ်ခုကိုခြင်ထားတော့၎င်းဒီလိုလေးလုပ်ပေးပါ အားလုံးကပတ်သက်ပြီးတော့ပူပန်စရာတွေချုံငုံပြီးကြည့်လိုက်တဲ့အခါသွားတဲ့နာတဲ့နေရာတွေမှာအမြဲတမ်းသတိဝိရိယရှိရှိနဲ့သွားပါ။ဘာကြောင့်လဲဆိုတော့လမ်းပါတစုံတရာဖြစ်စေသောအနေရမျိုးတွေကျုံ့ဝတ်တက်ပါလေ။ဒါကြောင့်အမြဲတမ်းလမ်းသွားလမ်းလာလုပ်တဲ့အခါမှာနှုတ်ကနေပြီးတော့မှဖျားစာတွေကိုတောက်လျှောက်ရုပ်ဖတ်ပူဇော်နေတာမျိုးတွေကိုပြုလုပ်ဆောင်ရပါ။နောက်တစ်ခုကကြတော့ကံထောက်ပတ်ပစ္စည်းတွေရေဒီယာကောင်းလေးလေးဆံမပေးချင်ပါသေးတယ်။ စရိသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်ရည်ရည်ရာကမိမိလေးအင်္ဂါဖျားမှာနွားနို့၃ခွက်လှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်